ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အင်္ဂလိပ်စာသင်တာမဟုတ်ဘဲနဲ့မြန်မာကဗျာစက်နီးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးတော့ညွှန်ဝေပေးချင်ပါတယ်မြန်မာကဗျာစက်နီးကအခြေခံအားဖြင့်ကျွန်တော်တို့လေးလုံးဆက်ကနေစရတယ်ပေါ့လေလေးလုံးဆက်ကိုအခြေခံတဲ့အဲ့တော့မှလေးလုံးဆက်ကိုအခြေခံပြီးတော့မှတခြားကဗျာဖွဲ့နီးတွေကိုစင်ပွားသွားတာပေါ့နော်ဆိုတော့အဲ့ဒီအခြေခံဖြစ်တဲ့ဒီစက်နီးလေးပေါ့ဒါကတော့အခြေခံအားဖြင့်ကဗျာလေးလုံးဆက်စတင်ပြီဆိုတော့ဒါတင်ကြတဲ့ အလင်္ကာလေးပေါ့နော်လင်္ကာလေးပေါ့အဲတချို့ကျတော့လေတောတောင်တောတောင်တောတာခေါင်တောတောင်တာလာတောချက်ဖဆိုပြီးတော့အဲ့လိုတင်ပြရပေါ့နော်ဒါပေမဲ့ဒါလေးကျတော့ဟာတာမြောက်လို့ကျွန်တော်တော့ဒါလေးနဲ့တင်ဖို့ရွှေ့လိုက်ပါတယ်အဲ့တော့ကျွန်တော်တို့အင်္ဂလိပ်စာသင်တဲ့အခါမှာအင်္ဂလိပ်ကဗျာကာရနေယူဖို့ရှိတယ်လေနော်ဆိုတော့အဲ့ဒါတွေမပြောခင်ပေါ့တော့စေကျွန်တော်တို့ဒီမြန်မာကဗျာရဲ့သူတို့ရဲ့တန်စင်ယူပုံလေးပေါ့နော်ကျွန်တော်တို့က လေးလုံးလျင်တပါဒဆိုတာရှိတယ်။လေးလုံးမှာကျွန်တော်တို့ကာယံယူတာကိုပြောတာပေါ့နော်။ဒီမှာကြည့်1 2 3 4ဒီပထမဆုံးလေးတံမြောက်ကအဟာကိုကျွန်တော်တို့ကစပြီးတော့ယူမှာเนาะလေးတံပြီးလို့ရှိရင်ကျွန်တော်တို့ကသုံးတံကိုပြန်ယူတယ်1 2 3အဲ့တော့လေးတံနဲ့သုံးတံကကျွန်တော်တို့ကာယံချိန်နေရတယ်เนาะအဲ့တော့၄၃ပြီးလို့ရှိရင်နှစ်တံမှာပြန်ပြီးတော့ကာယံယူရတယ် ဲ့တော့ကျွန်တော်တို့ကဘာခေါ်လဲဆိုတော့၄၃၂7နီးလို့လည်းခေါ်တယ်နော်အဲ့တော့ဒီမှာ၄၃၂မှာတော့ကျွန်တော်တို့ကကရင်ဆုံးသွားပြီပေါ့နော်ဆုံးသွားပြီဆိုလို့ရှိရင်အဲ့ဒီဆုံးသွားတဲ့ဒီနှစ်ရဲ့စာချောင်းရဲ့နောက်ဆုံး၄ရက်နေတော့ပြန်ဆက်ပြန်အဲ့တိုင်းပြန်ကရင်ချိန်တယ်၄၃လို့ပြန်ချိန်တယ်နော်ဆိုတော့စုမစားဖို့တော့ကောင်းတယ်ဖိုးထောင်ဖိုးမောင်ဖိုးတာခေါင် 9200မှငနေရဆိုတော့ဒါပေမဲ့ဒီကဗျာစနီးကကြတော့ကျွန်တော်တို့လေးလုံးဆက်ကကြတော့ဟိုရှစ်ခက်ကပေါ့နော်ဒီလေးလုံးဆက်ကိုစပြီးတော့တီထွင်ပြီးတော့ဒီဆက်တဲ့အချိန်မှာသူကဒီဘောင်တွင်းမှာဝင်အောင်လုံးဝချော်မသွားအောင်ဆက်တဲ့အခါမှာကျွန်တော်တို့စကားတစ်ခုအကြောင်းအရာတစ်ခုပြောဖို့အတွက်တောင်မှပေါ့နော်ဟိုစကားတွေအများကြီးကျွန်တော်တို့တိုင်းဝိုင်းပြီးတော့အများကြီးဆက်ပြီးပြောမှရတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ ဟိုလေးလုံးဆက်ကစီကံအရန်တင်းကျက်တယ်လို့ပြောလို့ရတယ်အဲ့တော့တချို့ကကျတော့အဲ့လေးလုံးဆက်ကိုတားစီကံကျက်လုံးဆိုပြီးတော့နည်းနည်းဘောင်ထဲကနေဖောက်ထွက်ပြီးတော့ဥမာကျွန်တော်တို့တရားချင်းတို့ဘာတို့တည်ရမလားကျွန်တော်တို့ဗာလဲဒွေချိုးတို့လေးချိုးတို့ဒါမှမဟုတ်ရှင်လည်းတော့ကျွန်တော်တို့ဗာလဲလေးချိုးကြီးတို့ကျွန်တော်အဲ့ဒါမျိုးတွေကိုဆက်ကြတယ်လေးချိုးကြီးကျတော့အာဆရာဆရာကြီးတခင်ကိုတော့မိုင်းဆက်တဲ့ပုံစံပေါ့နော်ပြောချင်တဲ့စကားတွေကိုလွတ်လွတ်လပ်လပ်ပြောလို့ရတယ်ဒါပေမဲ့အဲကာရင်လည်းကြိုက်တယ်ပေါ့နော်နောက်ပြန်နားထောင်လို့လည်းကောင်းတယ် ိုတချင်းပုံစံမျိုးလဲဆိုမယ်ဆိုရင်တော့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးကိုအဲနောက်ပိုင်းကျတော့တဖြည်းဖြည်းစင်ကဲပေါ့နော်ဒါတွေကပွားလာတာပေါ့နော်အဲ့တော့ဒီလေလုံးဆက်ကိုဆက်တဲ့အထက်မှာကျတော့ကျွန်တော်တို့ရှစ်ခက်ကအကပြားတွေပေါ့နော်ဟိုမှာရှင်မာရထတာရတို့နောက်ရှင်မာတလုံးတာတို့နော်အဲ့ဒီစာတွေကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အထူးသဖြင့်ရှင်မာရထတာရရဲ့ကပြားတွေပေါ့နော်သူစီပူပါဝီလီတိတာအခက်အရှစ်လုံးဆွတ်သုံးတော့ထွေမှန်လာစီပါ냐ပေါ့နော်ကျွန်တော်တို့လည်းမေ့ကုန် အဲ့ဒီကဗျာတွေမှာဆိုရင်ဒါလေလုံးဆက်ကိုလုံးဝကာရမြင်းကြီးအောင်သူတို့လုံးဝဆက်ထားတာပေါ့နော်ဒါပေမဲ့ရှေးလွန်ခဲ့တဲ့နှစ်ညာနဲ့ချီတုန်းကရေးထားတာလည်းဖြစ်တယ်ပြီးရင်အဲဘယ်လိုခေါ်မလဲပါဠိတွေလည်းအများကြီးပါတယ်ဆိုတော့ကျွန်တော်တို့ဒီဘက်ခက်ကလူတွေဖတ်တဲ့အခါမှာဒီခက်စစ်အဓိပ္ပာယ်ကိုတော်တော်ကြည့်ပြီးဖတ်တယ်เนาะကျွန်တော်တို့အတွက်လေးတွေပေါ့နော်အဲဒါပေမဲ့နောက်ပိုင်းကျတော့ဒီကျွန်တော်ခက်ဆန်းလင်္ကာပေါ့နော်ခက်ဆန်းလင်္ကာဆိုပြီးတော့အဲ့ဒီကျွန်တော်တို့ကိုလိုနီခက်လို့ပြောရမလားဒီ လက်ဒေါ်လာရင်းကာလာလို့ပြောရမှာအဲ့ဒီကာလာမှာမြန်မာကပြရတဲ့တအားအကောင်းတယ်ဒီကျွန်တော်တို့လေလုံးဆက်ကိုပဲတခက်ဆန်းပြီးတော့ပေါ့နော်ဒီကျွန်တော်တို့လူငယ်တွေကျွန်တော်တို့ခက်လူတွေနားလဲတဲ့စာလုံးတွေတုံးပြီးတော့ကိုပဲသူကကပြပြန်ဆက်တာကျွန်တော်အဲ့ကပြရတယ်ဆိုလို့ရှိရင်အရန်လဲနားထောင်လို့ကောင်းတယ်အာလေလုံးလဲညီးတယ်ဗျာအရန်ကိုလို့ခေါ်မလဲတော်ဒီဘက်ခက်ကလူတွေဖတ်လို့ရှင်တော့မှအခုချိန်ထိကိုမယူသေးတဲ့ကြပြားတွေပေါ့နော်။ဟိုဆရာမင်းယူဝေတို့အာဆရာကြီးအာ ဆရာစောကြီးတို့เนาะဆရာမင်းသူဝင်တို့ရရှိပါသေးတယ်အခက်မှာကဗျာဆက်ကောင်းတဲ့ဆရာကြီးရအဲ့ခက်ရှိခဲ့တယ်ပေါ့เนาะဆိုတော့အဲ့ထက်ကကဗျာတပုတ်ကိုကျွန်တော်တို့လေ့လာကြည့်အောင်ပေါ့เนาะအခုကျွန်တော်တို့ဒါဒီကဗျာဆိုလို့ရှင်ဒါသူ့မာတန်းဆိုတဲ့ဆရာမင်းယူရဲ့ကဗျာပေါ့เนาะဒီကဗျာမှာဆိုလို့ရှင်ကျွန်တော်တို့ဒီခစန်းလင်္ကာတွေတဲ့ကပြောင်မြောက်တဲ့ရေးဖွဲတဲ့ပုံစံတွေတွေ့မြင်ရတာပေါ့เนาะအဲ့တော့သူတို့အစုပ်လေလုံးနဲ့တပါတာကျွန်တော်တို့လုပ်မယ်เนาะ ှားခင်မြုပ်တိလေးတောင်းနှစ်ပြန်ယူမယ်ဘုံငုတ်တိုင်မှားမှားနေပြန်ယူမယ်မောင်ပြောက်ချာသုံးရောက်ပါပြီနော်လေးတောင်းပြင်ရွာသားမှာလေးတောင်းနှစ်ဆုံးတာလေးတောင်းနှစ်ဆုံးတာပြီဆိုတော့ပြန်ယူမယ်သူလေးတောင်းမိကြမြူတိဥဥရန်ွေထာတုံးတိအဲ့ဒါမျိုး ီဟာတော့ဒါအဆုံးသတ်မလို့ဒီလိုလေးကျွန်တော်တို့အရှည်ရှည်လေးဆုံးလိုက်တာပေါ့နော်ဒါဒီဘက်ခေရဲ့ style ပေါ့နောက်တစ်ခုအားဒီမှာ အမောင်ပျောက်ကြားချစ်တူအားဒီနှစ်တော့တော့ဘာများမှာခဲ့လို့တနည်းဒါမျိုးလေးပေါ့နော်ကျွန်တော်တို့ဒီကဗျာစနေလေးလေးဆိုဘယ်လောက်ချစ်ဖို့ကောင်းလဲနော်ကျွန်တော်တို့ဒီကဗျာတစ်ခုလေးမှမဟုတ်ဘူးကျွန်တော်တို့နောက်ထပ်ခစ်ဆန်းလင်ခါတွေနောက်ထပ်ရှိသေးတယ်ကျွန်တော်ထပ်ပြီးတော့လေ့လာကြည့်အောင်ဒီကဗျာတော့ဒါအဆုံးကြံသေးတယ်နော် အမောင်ပြောကြချစ်သူအားကိုဗမာမာခဲ့လိုသည်နီငေကချစ်မြတ်မိသားမတ်ကိုခွင့်လွှတ်ခဲ့ကြောင်းပြောပါလေစသဖြင့်ပေါ့နော်မိခွန်းနေမိခွန်းနေမေးပါရယ်နော်နောက်ဆုံးတိုင်းပြည်ကိုဗမာကျင်လဲဆိုတော့ဗာလဲခยีမတက်လန်ခုလက်တွင်ကိုလွတ်ဆောင်ခါကိုလွတ်ဆောင်ခွာခွဲရပါ၍အာနာခဲ့ကြောင်းပြောပါလေဒီစကားတွေကကျွန်တော်တို့အဲ့ချိန်မှာအရင်ဟတ်ထည့်ရစကလုံးပေါ့နော်ကျွန်တော်တို့ဒီကရီယာကိုဆက်ဖတ်တဲ့ချိန်မှာဟာသူတည်သွားတာတော့မှပေါ့နော်သူတည်ကန်နေချိန်သူဒီလိုမျိုး mind ထိပ်ပြီးတော့သူ တေးအံ့မှုမှုဖြစ်နေတဲ့အချိန်မှာတော့မသူเนาะတိုင်းပြည်ဒီလွတ်လပ်ရတဲ့အထိသူမတိုက်နိုင်လို့လိုက်မပါနိုင်လို့အာနာမိတယ်ဆိုတဲ့စကားဟာသူ့ကိုတော်တော်သူမကြည့်ပဲနဲ့တိုင်းပြည်တော့အာနာခဲ့တာဟာမိုက်တာမိုက်လာရည်လားပေါ့เนาะကြ བྱ ဆရာလည်းမိုက်လာရည်လားပေါ့ဆိုတော့အဲ့လိုမျိုးလေးပေါ့เนาะကျွန်တော်တို့ရင်ထဲထိတဲ့ဟာတွေအရင်ဟိုဖွင့်နိုင်ကြတယ်ပေါ့နော်နောက်ထပ်ရှိသေးတယ်အာကျွန်တော်ဖတ်ခဲ့ပြတဲ့ဒီဟိုအင်္ဂလိပ်မြန်မာပေါ့နော်ဒီတွဲပြီးတော့ဘာသာပြန်တဲ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဝင်းဖေပေါ့နော် အာဒီမြစဉ်ဝင်းဖေဆိုရက်ဒီကျွန်တော်တို့မြကန္တာကဗျာများဆိုရက်ကဗျာဆောက်ရှိတယ်အဲ့ဒါတော့အဟောင်းဆိုင်မှာပဲဘူးရှိတော့မှထင်တယ်ပြန်ရိုက်မရိုက်တော့ကျွန်တော်မသိဘောနော်အိုက်စာထဲမှာဆိုလို့ရှိရင်လည်းဒီခစင်းလင်ကအများကြီးပဲအများကြီးမှအများကြီးပဲဟိုအရန်ကိုခန်းစားရတဲ့ကဗျာကြီးလည်းပါတယ်နော်ကျွန်တော်တို့ဖတ်လို့ရှိရင်နားလည်နိုင်တယ်ဗောနော်အဲ့ဒါကိုမှအင်္ဂလိပ်လိုလက်ဆွမ်းပြထားတယ်ပေါ့နော်ဝင်းဖေဆရာဝင်းဖေမြဆင်ကလက်ဆွမ်းပြထားတယ်ပေါ့ဆိုတော့အဲ့ဒါကိုလည်းတစ်ချက်တော့အရင်ရှာကြည့်ကြည့်ပေါ့နော်ကျွန်တော်တို့အခုအဲ့စာကို ပါလာလားမပါလားမသိဘူးပါလာလို့ရှိရင်ကျွန်တော်အဲ့ဒါလေးနဲ့ကျွန်တော်ပြန်ပြီးတော့မြှားပြမယ်နော်ကဲဆိုတော့နောက်ထပ်ကြပြတဲ့ပုဂ္ဂိုလ်လေးလာကြည့်အောင်ကဲဒါဆိုလို့ရှိရင်ဒါဆရာဇော်ကြီးရဲ့ကြပြပါနော်ဆရာဇော်ကြီးရဲ့ကြပြကြတော့သူကလေးလုံးဆက်ရဲ့လေးသုံးနှစ်လေးသုံးနှစ်ကရန်ကိုတိတ်ပြီးတော့သူကမယူထားဘူးသူကလေးနှစ်နှစ်တော့ဘာလို့အဲ့လိုပုံစံသွားတယ်နော်လေးနှစ်လေးနှစ်ပုံစံလေးသွားတယ်နော်လေးသုံးနှစ်တချို့ကလေးသုံးလေးသုံးလေးသုံးလေးနှစ်နှစ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးသွားတာရှိတယ် အဓိကတော့ကျွန်တော်တို့အဲသူတို့ကတော့ကြပြာရဲ့သဘောတရားကိုသိသွားတဲ့လူတွေပေါ့ဗျာဘလို့ကာယံယူလိုက်လို့ရှင်ဘလို့လှသွားမယ်ဘလို့ဖတ်လိုက်လို့ချုံမွက်ပြပြသွားမယ်ပေါ့နော်ဟိုနဝင်ပြန်ရှင်းသွားမယ်ပေါ့ဒါရီကဒါကြပြာရဲ့အနှစ်သာရပဲကိုဆိုတော့တခါလေကြတော့လေအဲသူတို့သူတို့ကကြတော့ဖောက်ထွက်ပြီးတွေးပြီးတော့လုလုခဲ့တဲ့လူတွေပေါ့နော်ဆိုတော့ဒါရီလဲကြပြာလေးလာခြင်းတဲ့လူတွေဒါမှမဟုတ်လေကြပြာ ီမြန်မာကဗျာကိုစစပြီးတော့အခုမှ section နဲ့လို့တွေ solution နဲ့ဒါတွေသူတို့စီကအတူယူလို့ရတာပေါ့နော်ဆိုတော့ကြည့်အောင်တင့်လှဘေဒီကျွန်တော်၄၃နှစ်နဲ့ချိန်ကြည့်အောင်တင့်လှဘေဒီမြက်ရီဆုဆုဟောတော့ဒီရဲ့၄မှာတော့နှစ်နဲ့ပြန်ချိန်တာ၄နှစ်ဖြစ်သွားမြက်ရီဆုဆုအရွက်တို့ဟောဒီမှာကျတော့၄၃ပြန်ဖြစ်သွားအရွက်တို့လဲမိုးတို့မျောကား ဟောဒီမှာ၄၃နှစ်ပြည့်ဖြစ်သွား၄၃နှစ်ဂါနဲ့ပြန်ချိန်သူ့မာလာဒါကနှစ်ကော၃ကောယူထားတာဆိုပန္နာသတ္တအော်ဒီမှာကျတော့ဂါလာနာ၄၃နှစ်ပြည့်ဖြစ်သွားသတ္တရွှင်ပြပြသည်လေတော့မဝင်းပစပယ်ဖြူဖြူတကားတလားအရင်လာတယ်နော်ကပြားလေးရတင့်လာပေသည် မျက်ရည်ဆုတ်ဆုတ်အရွက်တို့လဲမိုးတို့မျောကသူ့မာလာနှင့်ပန္နာဆက်သရွှင်ပြပြသည်ဝင်းပစပယ်ဖြူဖြူတကားဘလောက်လှလဲเนาะခိုင်းရင်ယူသွားတာလေဆိုတော့ဒါလေးလေးလစ်လာရအောင်တပုတ်ထည့်တာပေါ့เนาะဆိုတော့ကျွန်တော်နောက်တစ်ပုတ်ဆက်သွားအောင်မယ်နောက်တစ်ပုတ်သွားပြီးလို့ကျွန်တော်တို့လင်္ကာတွေအကြောင်းအဲတွမ်းမယ်ပေါ့เนาะလင်္ကာဆိုတာခုနပြောတဲ့ခက်ဆန်းလင်္ကာဒီလေးလုံးဆက်ကိုပြောတာမဟုတ်ဘူးနောက်ထပ်လင်္ကာဆိုတာရှိတယ်เนาะအဲ့ဒါပြပြမယ် ောက်ထပ်ကဗျာတစ်ပုဒ်ကတော့ကျွန်တော်တို့ဖိုးမောင်လာပြီဆိုတဲ့ကဗျာပေါ့နော်ဒီဖိုးမောင်လာပြီဆိုတဲ့ကဗျာကသူကဟိုဆ ्याम င်းသူဝင်ရေးတာအိုက်ခေခါလာကဒီရွာတွေမှာကျွန်တော်တို့ရွာစီယိုတားပြီးတော့ကင်းဆောင်ကြတယ်။ဓမြရဲသခိုးတွေရံကိုကြောက်လို့ပေါ့နော်ကင်းဆောင်ကြတယ်။အဲ့ဒီချိန်မှာညဘက်ကျွန်တော်တို့ဒီငါးရှာဖားရှာထွက်တဲ့ဖိုးမောင်ရှိခဲ့ပေါ့။ဖိုးမောင်ကသူလိုပဲသူငါးရှာဖားရှာပြီးလို့ရှိရင်သူပြန်ပြန်လာလို့ရှိရင်အပြန်လာပြီးလို့ပြောလိုက်လို့ရှိရင် ဟိုကပေါ့ကင်းသမားအနေနဲ့သူဖွင့်ပေးလိုက်တယ်ဒါသူ့လူဆိုတော့เนาะဒီရွာတွေကလူဆိုတော့ဖွင့်ပေးလိုက်တယ်ဖွင့်ပေးပြီးတော့အဲ့လိုပဲအဲသူနေတိုင်းပေါ့เนาะအဲ့လိုမျိုးလေးမလဲဘောက်ကနေဝင်ဝင်ပြီးတော့နေနေနေကြပေါ့เนาะအတည့်ရကြတော့အဲ့ဒီခမရတွေကတိတော့သူ့ကိုအဲ့လိုမျိုးသူဝင်ခနေချိန်တော့မှာဟေးအောင်မင်းငါ့ကိုပေါ့เนาะငါတို့အဲ့လိုမျိုးငါတို့ကလိုက်မယ်ပေါ့เนาะဆိုတော့အဲ့ဒါမထွက်နဲ့ပေါ့เนาะတိတ်တိတ်လေးနေဘာညာပြောတဲ့ချိန်မှာဖိုးမောင်ကသူ့အသက်ခံမှာတိတယ်ဒါပေမဲ့ငါ့ကိုဓမြတွေ ဒီမှာဖန်ထားပြီးတကားမဖွင့်နိုင်ပါညာပေါ့နော်စသဖြင့်ပေါ့အဲ့လိုပြောတဲ့ချိန်မှာဓမြတွေလည်းရွာကိုအနေမပြုနိုင်တော့ဘူးဒါပေမဲ့ဓမြတွေကဖိုးမောင်ကိုဒေါသခံပြီးတော့တက်ကတ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီဖိုးမောင်အကြောင်းပေါ့ဒါလေးလည်းဟတ်ထိစေတဲ့ကြပြားလေးတစ်ခုပေါ့နော်အဲ့တော့ရှာဖတ်ကြည့်ပေါ့ကျွန်တော်နော်ဒီထဲမှာဒီကြပြားကိုအွန်လိုင်းမှာအခုဆိုလို့ရှိရင်ဒါရှာဖတ်လို့ရတယ်နော်ဖိုးမောင်လာပြီဆိုတော့ကြပြားလေးကိုကျွန်တော်တို့ဖတ်ကြည့်ကြည့်ရှာဖတ်ကြည့်အဲ့ဒါလေးလေး အဓိကပြောချင်တာကတော့ဒီကြပြားတွေရဲ့လေထုံးဆက်လေးတွေပေါ့နော်ကျွန်တော်တို့ဘယ်လိုကာရန်ချိတ်လဲဆိုတာလေးနော်ကျွန်တော်တို့ဒီကဗျာကြတော့ဒါဆရာမင်းသူဝင်ရေးတဲ့တပြေတီကောက်ပေါ့နော်ဒီကဗျာမျိုးစကြတော့ဒါလင်္ကာလို့ခေါ်တယ်ဒီလင်္ကာကဗျာကြတော့ကျွန်တော်တို့နှစ်ချောင်း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 ဆိုတာကာယံသွားတာနှစ်ချောင်းမှာကျွန်တော်ကြည့်ကြည့်လိုက်ဘလိုကာယံယူလဲကျွန်တော်တို့ဖတ်ကြည့်အောင်ခုနကလေးလုံးဆက်လေးနဲ့လေ့လာထားတာဆိုတော့အခုကြည့်ကြည့်အောင်ဝါဇူဝါကောင်းရေတွေကြီး တပြေဒီမဲ့ကောက်ဆူကွဲခရာစူးကြုံဟိုအထဲကမြွတ်နဲ့မဲကြီးတွေတဲ့တဲမြွတ်နဲ့ဆိုတာဂျုံနဲ့လာကွဲငွေငကားတော့မကြောက်ဘူးကွဲတို့လဲကြောက်ပေါင်းအတူသွားစို့အုံးလက်နွားလေးထားခဲ့မဲသွားကွဲသွားကွဲနော်ဖတ်ရတာကျွန်တော်ရက်တာရှိတယ်တံပြိုင်ဆိုလို့လဲကောင်းတယ် တိုင်းထိုင်ရွတ်လဲလှတယ်เนาะကျွန်တော်တို့အဲ့လိုကပြားမျိုးစားလေးပေါ့เนาะလင်္ကာလေးအဲ့တော့ကျွန်တော်တို့ကြည့်အောင်ဝါဇိုဝါကောင်ရေတွေကြီးတပြေးဒီမဲ့ကောက်စုွယ်သုံးလုံးလောက်မှာသူတို့ပြန်ယူထားတာเนาะခရားစူးကြုံဟိုအထဲမြွန်နံမဲကြီးတွေတက်တဲ့တင်းနှစ်သုံးเนาะသုံးလုံးလောက်မှာပြန်ယူထားတာ မြွနဲ့ဆိုတာဂျူနဲ့လာကွယ်မွေနဂါတော်မကြောက်ဘူးကွယ်ဒိုလဲကြောက်ပောင်းအတူသွားစို့အုံးလက်နွားလေးထားခဲ့မင်းသွားကွယ်သွားကွယ်အဲ့တော့အဲ့ဒါအပြင်ကကျွန်တော်တို့နောက်ထပ်လိလာစရာလေးတစ်ခုကြည့်မယ်ကျွန်တော်တို့အချီချောင်းနဲ့အချချောင်းဆိုတာရှိတယ်ကျွန်တော်တို့နှစ်ချောင်းမှာတစ်ချောင်းကအချီတစ်ချောင်းကအချ သူကဂဟုချီလဟုချလို့လည်းပြောတာရှိတယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒါမပြောတော့ဘူးเนาะအဲ့တော့ဒီအကြောင်းကိုကြည့်ကျွန်တော်တို့အတန်အပြက်ဒီလိုအတန်အပြက်ရေတွေကြည်လို့အတန်ပြက်เนาะဒီမှာအတန်ရှိဝါဇောဝါကောက်ရေတွေကြည်လို့တပြေးသီးမဲ့ကောက်ဆို क्वे ခရာစုကြုံဟိုအတဲ့ကမြွနဲ့မဲကြီးတွေတဲ့တေမြွနဲ့ဆိုရာဂျူနေလာကွဲ့မွေနဂါတော်ကြောက်ဖူးကွဲ့ဒူလဲကြောက်ပေါင်းအတူသွားဇို့အုံးလက်နွားလေးထားခဲ့မင်း ွား क्वे သွား क्वे ရမလားမသိနော်ဘယ်လိုချစ်ဖို့ကောင်းလဲကြပြားလေးတွေနော်ဆိုတော့ဒါလေးကအစိမ့်ဝင်စားဖို့ကောင်းတယ်အဲ့တော့စိတ်ဝင်စားရဲဆိုလို့ရှိရင်နောက်ရက်မှာကျွန်တော်ဒီတရားချင်းနေပါတယ်နော်အဲ့တော့ကိုကျွန်တော်ထပ်ပြီးတော့အေဂျင့်နေပေါ့နော်အဲ့တော့ထပ်ပြီးတော့လေ့လာကြတော့ပေါ့လေဒီဒုတိယပိုင်းအနေနဲ့အာနောက်ကြည့်လို့ရှိရင်ကျွန်တော်ကอืมကျွန်တော်ကြိုက်တဲ့ကြပြားဆရာကြီးတန်းမှာဆရာဥပုံညာတို့နော်ဆရာကြီးဥပုံညာအာပြီးလို့ရှိရင် အမ်ဥပုံညမှာသူရဲ့ဒါပါလဲနောက်ပြီးတော့တောနုထရာမူဆိုးနဲ့ဆက်နေစင်မယ်เนาะအဲ့ဒါလေးတွေအဲ့ဒါဆိုလို့ရှင်လဲကျွန်တော်အရန်သဘောကျเนาะအဲ့ဒါကိုလိုက်ရှာဖတ်ရပေါ့เนาะလိုက်ရှာဖတ်ရတယ်နောက်သူရဲ့ဥပုံညစာပန်းကုန်းများဆိုတာလည်းရှိတယ်เนาะသူ့ကဘယ်လိုပြောရမလဲကဗျာညာကလိုရိုင်းထွက်ဆိုလိုမျိုးပဲပေါ့เนาะသူ့ကဗျာက तू ဘယ်လိုပြောရမလဲတကဗျာရေးဖို့ပဲ မွေးလာတဲ့လူလို့ပြောရမှာမသိဘူးเนาะတခင်မှာတယောက်သူ့လိုလူမျိုးဆိုတာပေါ်ဖို့ဆိုတာရှားရှားရပေါ့เนาะဟိုအဲ့တော့ကမေတ္တာစာဆိုတာရှိတယ်ဗျာအာကျွန်တော်တို့ debate ခင်ဆိုရင်ဘာခေါ်မလဲဆိုတော့ဖိတ်စာပေါ့เนาะအဲ့ဖိတ်စာမှာကျွန်တော်တို့ dynamic ရေးလိုက်တာပဲအိနေဘသူကျွန်တော်တို့ရက်ွက်ထဲမှာတော့ရှိသေးလားမသိဘူးအာကျွန်တော်တို့အရင်တော့ကပေါ့เนาะကျွန်တော်ရက်ွက်ထဲမှာနေတော့မှဆိုလို့ရှိရင် view header ဆိုတာရှိတယ်ပါလဲဆိုတော့ဥမာတခုတာရေးနာရေးဘာညာရှိပြီဆိုလို့ရှိရင်အဲ့မှာဖိတ်စာကိုကြည့်ပြီးတော့အဲ့မှာဟိုတန်ချက်ဆက်ကြည့်နေလိုက်ပြီးလှည့်တဲ့လူရှိတယ် ဘယ်အိမ်နေဘသူမှဘယ်ရကွက်နေဘာစသဖြင့်ပေါ့နော်ဘလို့အချိန်တွင်းဘယ်နေရာ၌ပြုလုပ်မိဖြစ်ပါသောကြောင့်ကြွားရောက်ပါရန်ဖိတ်ကြားအပ်ပါသည်ခင်ဗျာဆိုပြီးတော့လေကျွန်တော်တို့ပြုတ်လိုက်ဟစ်တာရှိရနော်ဟိုဖိတ်စာတိန်တက်တိန်စင်မလုပ်တော့ပဲနေပေါ့နော်ပြုတ်ဟစ်တာရှိရအဲ့ခက်ကတော့အတန်ကျစိတော့မပေါ်သေးဘူးဒါပေမဲ့အဲ့လိုပဲရကွက်အထင်းမှာလိုက်ပြီးတော့ရက်ရွာထဲမှာလိုက်ပြီးတော့ဒီမြေတားစာအနေနဲ့လိုက်ပြီးတော့ဟိုဟစ်တာလည်းရှိတယ်အဲ့လိုလိုက်ဖိတ်တာလည်းရှိတယ်အဲ့ခက်မှာကျတော့လိုမျိုး အာဖိတ်စာရေးတာထက်အဲ့လိုမေတ္တာစာလေးနဲ့ရေးတာကပိုပြီးတော့ခင်မိသူလို့ပေါ့နော်ဆိုတော့ဥပ္ပညာမေတ္တာစာတွေရေးရတယ်အဲ့ခါမှာသူမေတ္တာစာတွေအဲ့လိုပဲလေးလုံးစက်တွေဘာတွေနဲ့ပေါ့နော်အာကြပြာလင်္ကာရင်းနဲ့ရေးတော့အရန်ဖတ်လို့လည်းကောင်းတယ်ဒီဘက်ကတိဖတ်လို့လည်းကောင်းတယ်နောက်တစ်ခါလေးသူကအတိတ်တရားဗုဒ္ဓလင်္ကာတွေနဲ့ပေါ့နော်အဲ့လိုအလွန်ကြီးရေးဖွဲ့ပြတာတွေလည်းရှိတယ်ဟိုတစ်ခါလေးရွက်ပြီးတော့ပေါ့နော်ရွက်တွတ်လေးပြောတာတွေလည်းရှိတယ်အတုခါတွေကဖတ်လို့မဝအောင်အာအဲ့တော့ဥပ္ပညာဥပ္ပညာစာပန်းကုန်များဆိုပြီးတော့1 2 3ရွှတ်ထွက်လာမထွက်လာမသိဘူးပေါ့နော်အဲ့လိုထွက်တယ် နော်သူ့ရဲ့ Donald Trump ဆိုတဲ့ဆန်းနေစင်မဲဆိုလို့ရှိရင်ဒါတကဘလို့ခေါ်မလဲတပုတ်လုံးကိုကြပြိုင်နေပဲခြောက်သွားပါတော့เนาะဆိုတော့ကျွန်တော်တို့ဒါကိုတကယ်လို့နောက်ပိုင်းပေါ့เนาะကျွန်တော်တို့နိုင်ငံတည်တည်ငြိမ်ငြိမ်အေဂျင့်ပြန်ဖြစ်လာတဲ့အခါကျလို့ကျွန်တော်တို့ musical film နဲ့သွားမယ်ဆိုရင်တော့ဒါသွားလို့ရတဲ့နေထားပေါ့เนาะအရန်ကိုပြောင်မြောက်တဲ့ဇက်ပေါ့เนาะကျွန်တော်တို့ပြောမယ်ဆိုရင်ပြဇက်ကိုကျွန်တော်တို့ဇက်ကားအနေနဲ့ပြန်ဖန်တင်အောင်ရနိုင်တဲ့ဟာပေါ့သူသူတပုတ်လုံးကြီးထားလေတပုတ်လုံးကြီးထား ါတွေကပြန်ဖော်ထုတ်တဲ့နဲ့နှစ်သာရတွေပါကျွန်တော်တို့อืมတစ်ချိန်တော့ဖြစ်လာမှာပေါ့လေနော်ဆိုတော့ကျွန်တော်တို့နောက်ရက်နောက်ထပ်တစ်ဆင်းပြီးတစ်ဆင်းကပြားတွေဆက်ပြီးတော့လေ့လာရအောင်ဒါကတော့မြန်မာကပြားဆန်နီးရဲ့လုံ့ဝအခြေခံဖြစ်ပါတယ်အားလုံးလည်းအာစင်ပြေကြမယ်လို့ထင်တယ်အားလုံးလည်းဘုဒ္ဓတာတစ်ခုခုရောက်သွားမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်